မင်္ဂလာပါရှင်ကျမဆွေးနွေးနေတာမှတ်ဉာဏ်ရဲ့အကြောင်းလေးဖြစ်ပါတယ်ရှင်အဲ့မှာဆိုရင် မနေ့တော့ကကျွားတော့မှတ်ဉာဏ်မှတ်မိခြင်းဆိုတာကျောင်းချက်ကလေး၃ချက်နဲ့ဆွေးနွေးခဲ့ပါတယ်အဲ့မှာဆိုရင်မှတ်မိခြင်းမှာဆိုလို့ရှိရင်ကျွားတော့အချိန်တော်တော်ကြာကြာဒီကမှတ်ဆက်လက်ပြီးတော့ဒီအရာကိုမှတ်မိနေတာဆက်လက်တည်ရှိနေတာပေါ့နောက်တစ်ခါ store information ဒီသတင်းချက်လက်တွေကိုသိမ်းထားနိုင်နိုင်ဒါအမှတ်မိခြင်းမှာနောက် ပြီးတော့ဒီမှတ်မိထားတာတွေကိုပြန်လဲထုတ်ပြီးတော့ recall ခေါ်နိုင်တယ်ပေါ့နော်အဲဒါကိုကျမတို့မှတ်မိခြင်းမှတ်ဉာဏ်လို့ခေါ်တယ်ဆိုတဲ့အကြောင်းလေးကိုဟာမနေ့တော့ဆွေးနွေးပေးခဲ့ပါတယ်ရှင်ဒီနေ့မှလည်းပဲဆက်လက်ပြီးတော့အဓိကမှတ်ဉာဏ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆက်လက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒီမှတ်ဉာဏ်မှာဆိုလို့ရှိရင်စွမ်းရည်၃ရက်ရှိတယ် angle မညာစနစ်ထဲကိုတင်ကေတတွေဖြစ်နေပေါ်တော့ encoding လုပ်ပြီးတော့ပေါ့နော်တရင်ချက်လက်တွေဒါတွေကိုတင်ကေတဖြစ်မညာထဲမှာမလုပ်ထားဘူးဆိုရင်တိမ့်ထားတယ်တွင်းထားတယ်အဲဒါကို encode လုပ်တယ်လို့ခေါ်ပါတယ်ဒီတရင်ချက်လက်တွေကိုတင်ကေတဖြစ်မညာထဲမှာ encode လုပ်ပြီးတော့ encoding လုပ်ပြီးတော့တိမ့်ထားတယ်နောက်ပြီးတော့ storage တူလောင်တိမ့်စီထားတယ်ခုန encode လုပ်ထားတဲ့ encoding တွေကိုမလုပ်ထားအောင်မလုပ်ဆက်ပြီးတော့နောက်ဒုတိယအဆင့်နေနဲ့ storage လုပ်ထားမယ်တိမ့်ထားမယ် ပြီးလို့ရှိရင်ပြန်ထုတ်ယူခြင်း retrieval လုပ်နိုင်တဲ့စွမ်းရည်တွေကိုကျမတို့ကမှတ်ဉာဏ်လို့ခေါ်ပါတယ်။ဒါဆိုရင်မှတ်ဉာဏ်မှာဆိုလို့ရှိရင်စွမ်းရည်ကြီး၃ခုရှိမယ်။အဲ့ဒီစွမ်းရည်၃ခုတွေအားဆိုလို့ရှိရင်ကျမတို့မှတ်ဉာဏ်ထဲမှာ encoding ရှိမယ်၊ storage ရှိမယ်၊ retrieval လုပ်နိုင်ရမယ်။ဒါဆိုရင်ဒီစွမ်းရည်၃ရပ်ကိုကျမတို့ဒါမှတ်ဉာဏ် memory လို့ခေါ်ပါတယ်ရှင်။အဲအဲ့ဒီမှာဆိုလို့ရှိရင် ဒီလိုမျိုးပေါ်တော့အဲ့ဒီမှာအဓိပ္ပာယ်ရှိတဲ့ဒါမိမိအတွက်အဓိပ္ပာယ်ရှိရတဲ့ဇုံတစ်ခုနဲ့ဆက်ဆက်နေရတယ် connect ဖြစ်နေဖို့လည်းလိုအပ်ပဲနောက်တစ်ခါ meaningful အဓိပ္ပာယ်ပြည့်ဝတဲ့အကြောင်းအရာတွေလည်းဖြစ်ရပါမယ်တဲ့အဲဆိုလို့ရှိရင်မိမိအတွက်အဓိပ္ပာယ်ရှိမယ်ဒီဇုံတစ်ခုနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတွေအဲဒါကိုလည်းကျွန်တော်တို့မှတ်ဉာဏ်နေခေါ်တယ်အဲတစ်ခုခုနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်ဒါဆက်ဆက်ပြီးတော့မိမိရဲ့အမှတ်ဉာဏ်ထဲမှာမှတ်မိနေခြင်းတွေအဲမှတ်မိနေခြင်းအနေနဲ့လည်း meaningful ဖြစ်ရမယ် အဲအဓိပ္ပာယ်ပြည့်ရှိရှိနေတဲ့အကြောင်းအရာတွေရှိနေရမယ်ဒါမျိုးကိုမှတ်ဉာဏ်လို့ခေါ်တယ်။နောက်ပြီးတော့မိမိရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေခံစားမှုတွေနဲ့ဆက်ဆက်ပြီးတော့ဘာလို့ related ဒါဆိုလို့ရှိရင် emotion ကနေပြီးတော့ဒါမိမိကိုယ်တိုင် experience မိမိကိုယ်တိုင်လှုပ်ဆောင်ခြင်းတကူမိမိကိုယ်တိုင်ပါဝင်လှုပ်ဆောင်ခြင်းမှာရရှိလာတဲ့ကိုယ်ပိုင်အတွေ့အကြုံတွေခံစားမှုတွေနဲ့ဆက်ဆက်ပြီးတော့မှတ်မိနေခြင်းတွေကိုကျွန်တော်ဒီအားမှတ်ဉာဏ်လို့ခေါ်တယ်ဆိုပြီးတော့ကျွန်တော် ဟိုလေ့လာထားတာလေးကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျမတို့မှတ်ဉာဏ်မှာအစွမ်းရည်၃ခုရှိတယ်။ encoding လုပ်နိုင်ရမယ်၊သင်္ကေတတွေမှာသူ့ရဲ့မှတ်ဉာဏ်လေးမှာဟိုဒီမှတ်ဉာဏ်နေပြီးတော့ဒါကတော့ဟိုအာယုံ၅ပါးကိုအသုံးပြုပြီးတော့ဒါတိရှိလာတာလေးကိုကခိတအနေငယ်လေးပဲမှတ်မိနေစီမှာလားဒါမှမဟုတ်လို့ရှိရင်တိတိပို့ပြီးရောပေါ့နော်ဒါ ဒီအလုံးလုံးနိုင်မှုတွေ short term memory အနေနဲ့မှတ်မိမှတ်မိရမှာလားအဲနောက်ပြီးတော့ဒါကတော့အကြာကြီးကိုထိန်းသိမ်းထားရမှာအများနဲ့မှတ်မိနေရမှာဒါ long term memory အနေနဲ့ဒါသိမ်းထားရမှာလားဆိုတော့ encode သင်္ကေတရနေတဲ့ encode လုပ်သွားတာပါဒီကအုံနောက်ထဲမှာဒီကမှတ်ညံထဲမှာပေါ့နော်အဲ့ဒီမျိုးသင်္ကေတရနေမှတ်ညံထဲမှာစနစ်မှတ်ညံစနစ်ထဲကို encoding လုပ်လိုက်တယ်အဲ့ဒီ encoding လုပ်ပြီးတဲ့အခါမှာသူက storage လုပ်ထားမယ် ိန်းထားမယ်ပြီးလို့ရှိရင်အဲ storage လုပ်ထားတဲ့ဟာအရာတွေအကြောင်းအရာတွေကိုပြန်လည်ထုတ်ယူနိုင်မယ် retrieval လုပ်နိုင်တဲ့စွမ်းရည်တီ၃ရက်ရှိပါတယ်ဆိုတာကိုမှတ်ဉာဏ်ကိုလေ့လာရင်းနဲ့ပြန်လည်မျှဝေဆွေးနွေးပေးခြင်းဖြစ်ပါတယ်အဲ့ဒီကအကြောင်းအရာတွေဟာလည်းဒိဗယ်ရှိတဲ့တစုံတစ်ခုနဲ့ဆက်ဆက်နေရမယ် connect ဖြစ်ရမယ် meaningful ဖြစ်ရမယ် အဲ့ဒါလည်းရေးကြည့်ပါရဲကော်နက်တစ်ခုနဲ့တစ်ခုဆက်ဆက်နေရမယ်အတိတ်ပဲပြေးသွားမယ်မီနီဖူးဖြစ်တဲ့အကြောင်းအရာတွေဖြစ်ရပါမယ်ရှင်နောက်ပြီးတော့အဲ့ဒီကမိမိကိုယ်ပိုင်အတွေ့အကြုံနေနဲ့ဒါကိုယ်တိုင်စိတ်လှုပ်ရှားခံစားရင်းနဲ့မှရရှိလာတဲ့အကြောင်းအရာတွေ experience တွေအဲ့ဒါတွေကလည်းဒါဆက်ဆက်ပြီးတော့ကိုယ်ပိုင်အတွေ့အကြုံနေနဲ့ပေါ့နော်မိမိကိုယ်တိုင်လက်တွေ့လုံဆောင်ခြင်းမှရရှိလာတဲ့အကြောင်းအရာတွေကိုမှတ်မိနေစေခြင်းတွေဟာဒါမှတ်ဉာဏ် memory လို့ခေါ်ပါတယ်ရှင် ဒါဆိုလို့ရှိရင်အေးကျမတို့ memory ကိုဆက်ပြီးတော့အမှတ်ဉာဏ်အမျိုးအစားတွေကိုဆက်ပြီးတော့လေ့လာကြည့်ကြကြအောင်ပါရှင်။အဲ့ဒီမှာဆိုရင် estated stage ဆိုတာစက်သူ့ရဲ့ဘောနော်ဒါအမှတ်ဉာဏ်အစ်စ်လေးရှိရယ် sensory memory ခုနကျမရှိမှဆွေးနွေးခဲ့သူအာယုံ၅ပါးကိုသုံးပြီးသူကအနည်းငယ်လေးပဲမှတ်မိနေတာဒါဆိုရင်သူက sensory memory ထဲမှာမှတ်မိနေမယ်အနည်းငယ်လေးပဲကြာချင်းရနည်းနည်းလေးပဲကြာတယ်သူမှတ်မိနေတာ။ အဲ့ဒီမှာတစင်းဒါကတော့ပိုးပြီးတော့ဒါအလုံးအလုံးလုံးဆောင်အလုံးတွေဆောင်ရွက်နိုင်မှုအတွက်မှတ်မိရမှာဒါဆိုရင်တော့ short term memory ထဲမှာသွားမယ်အဲ့အဲ့ဒီမှာတစင်းပေါ့နော်ဒါကတော့အမြဲတမ်းမှတ်မိနေရမယ်အကြောင်းအရာတွေဟို theory တွေပေါ့နော်စသဖြင့်တကယ်မိမိစိတ်ထဲမှာဟိုစိတ်လှရှားမှုနဲ့အဲဖြစ်ပေါ်လာတဲ့ဒီခံစားချက်တွေလုံးဆောင်ချက်တွေကနေပြီးတော့ဒီမှတ်မိသွားစေခြင်းပေါ့နော်ဒါမျိုးတွေဆိုရင် long term memory ထဲကိုရောက်သွားမယ်ပေါ့နော်ဒါကတော့ memory ဒါသူ့ရဲ့ဒါအစ်စ်နေပါ ဒီ sensory memory ကနေပြီးတော့မှ short term memory အပဲအဆင့်ကတော့ sensory memory ရဲ့အဆင့်မှာပဲနေမှာတော့အဲဒါမှမဟုတ်နောက်တစ်ခုကတော့ short term memory အနေနဲ့ဒါမှတ်မိနေရမှာတော့အဲနောက်တစ်ခါဒါတွေကတော့အများအားမှတ်မိနေရမယ်အချိန်တော်တော်ကြာကြာအများအားဆိုရတဲ့ပေါ့နော် အချိန်တော်တော်ကြာကြာမှတ်မိနေရမယ် long term memory အနေနဲ့ရှိရမယ်ဆိုပြီးတော့ stage တွေရှိပါတယ်အဲ့ဒီကနောက်တစ်ခုကကြာတော့ type ပုံသဏ္ဍာန်အမျိုးစွာပေါ့နော်သူ့ရဲ့ဒါ အဲအမျိုးအစားပေါ့နော်ဘလို့ရှိမလို့ဆိုရင် explicit memory ဆိုတာကြာတိစိတ်ကနေပြီးတော့မှတ်မိနေတာ implicit memory ကကြာတော့မတိစိတ်ကနေမှတ်မှုမှတ်မိနေတာဒါဆိုရင်တိစိတ်ကလည်းမှတ်မိမှတ်တယ်မှတ်မိတယ်လို့မတိစိတ်ကလည်းသူ့အလိုတရားကိုမှတ်မိသွားစေတယ်ကျမပေးခဲ့တဲ့မိုးရွာထဲမှာညီမရဲ့ဖခင်ကြီးနဲ့တစ်ပင်ဆိုင်ပြိုးခဲ့တယ်ဒါကသူ့မတိစိတ်ကနေပြီးတော့မှတ်မိသွားစေတာပါ အဲဒါပဝင်းချင်းရဲ့ပံ့ပိုးပေးမှုပေါ့နော်ဒါဟိုမိမိရဲ့ဒါလှုပ်ဆောင်မှုတွေကနေပြီးတော့လက်တွေ့လှုပ်ဆောင်မှုတွေကနေပြီးတော့မှတ်မိသွားစေတယ်မတိစိတ်ကောပဲအလိုလျောက်မှတ်မိသွားစေတဲ့အကြောင်းအရာတွေရှိတယ်အဲတိစိတ်ကနေပြီးတော့ဒီအကြောင်းအရာကတော့မှတ်ကိုမှတ်မိနေရမှာ ကိုကိကဆိုရှင်ဖုန်းနံပါတ်တွေကိုဒါမိမိရဲ့ content ထဲမှာရိုက်ထည့်လိုက်ပြီးမိမိဖုန်းနံပါတ်တာမိမိမမက်မိတဲ့သူတွေကတော်တော်များများရှိနေပြီဘာလို့လဲဆိုတော့ဒီ content ထဲမှာရိုက်ထည့်ထားရင်ဒီဖုန်းနံပါတ်ကဟိုမှတ်နေစရာမလိုဘူးပေါ့နော်ဒါဆိုလို့ရှိရင် သူကမမှတ်တော့ဘူးမမှတ်မိတော့ဘူးပေါ့အဲဒါအဲ့ဒါတော်တော်များများဖြစ်နေပြီအဲ့ဒါမျိုးတွေပေါ့နော်ဒါဟိုမိမိရဲ့စိတ်ထဲမှာမတိစိတ်ကမှတ်မိရမှာလားတိစိတ်ကမှတ်မိရမှတ်မိဖို့လိုတာလားဆိုတာကလည်းသူ့ရဲ့ပုံသဏ္ဍာန်အနေနဲ့ဒီကဒီမှတ်ဉာဏ်မျိုးစားထဲမှာရှိပါတယ်တဲ့ဒီဟာကတော့ explicit memory ဒါတိစိတ်ကနေကိုမှတ်ထားမယ်မှတ်အကြောင်းအရာ implicit memory ကကြတော့မသိစိတ်ကနေပြီးတော့ဒါသူ့ကာကိုပဲစိတ်လုံရှားခံစားမှုနဲ့မှတ်မိနေတယ်မှတ်ညာဆိုပြီးတော့အမျိုးအစားတွေရှိပါတယ်။နောက်တစ်ခုက app process ကတော့ကျွန်မရှေ့ပိုင်းမှာဆွေးနွေးထားတာအထဲမှာပါတယ် encoding သင်္ကေတတွေနဲ့ပေါ့နော်ပြောင်းပြီးတော့မှတ်ညာနဲ့မှတ်ထားတယ်ပြီးရင် storage အဲ့ဒါလေးကိုတင်ထားမယ်ပြီးရင် retriever ပြန်ပြီးတော့ထုတ်ယူသုံးထုတ်ယူပြီးတော့ဒါလေးကိုလှုပ်ဆောင်မယ်အသုံးပြုမယ်ပေါ့နော်မိမိမှတ်ထားတာယူအဲ့ဒါကတော့မှတ်ဉာဏ်မျိုးစားတွေနဲ့ဆိုပြီးတော့ပေါ့နော် type board memory ဆိုပြီးတော့ဒီလိုမျိုးလေးတွေရှိတယ်ဆိုတာကိုကျမအနေနဲ့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်။အဲဒါဆိုလို့ရှိရင်ကျမတို့အစစ်အလိုက်ခွဲခြားထားတဲ့ပေါ့နော်အစစ်အစစ်အလိုက်ခွဲခြားထားတဲ့မှတ်ဉာဏ်မျိုးစားတွေရှိတယ်။ type for memory stages အဲဒါဆိုရင်မှတ်ဉာဏ်ကိုထိန်းထားနိုင်တဲ့နေရာ၃ခုရှိတယ် ရှင်းမလိုက်ကျွန်တော်ဆွေးနွေးထားတာရှိရယ် sensory memory ရှိမယ် short term memory ရှိမယ် long term memory ရှိမယ်ဆိုပြီးတော့ဆွေးနွေးခဲ့တယ်။ဆောင်ရွက်တဲ့လုပ်ငန်းတွေရှိမယ် function တွေရှိမယ်ထိန်းသိမ်းနိုင်တဲ့ပမာဏ capacity တွေရှိမယ်ထိန်းသိမ်းနိုင်တဲ့အချိန် duration ဆိုပြီးတော့ကြွားချကြတယ်။အဲဒါဆိုရင်ဆောင်ရွက်တဲ့လုပ်ငန်းတွေ function တွေကနည်းနည်းပဲရှိမယ်နည်းငယ်လေးပဲရှိမယ်ထိန်းထားနိုင်တဲ့ပမာဏလေးကလည်းနည်းနည်းလေးပဲရှိမယ် capacity ကလည်းနည်းမယ် duration ဆိုတဲ့ထိန်းထားတဲ့အချိန်အားလည်းနည်းနည်းလေးပဲရှိမယ်ဆိုရင်သူ့ကို sensory memory ထဲမှာထည့်မယ်အဲ့လိုမျိုးအဲ့ဒီတည်းနည်းနည်းလေးပူသွားမယ်။အဲဆောင်ရွက်နိုင်တဲ့လုပ်ငန်းလေးရလဲ function ရလဲအနည်းငယ်ပူလာမယ်။ထိန်းထားနိုင်တဲ့ပမာဏ capacity ရလဲအနည်းငယ်ပူလာမယ်။ထိန်းသိမ်းနိုင်တဲ့အချိန် duration ရလဲပူပြီးတော့နည်းငယ်ပူလာမယ်ဆိုရင်သူက short term memory ထဲမှာသိမ်းမယ်။အဲ့ရမှာတစင်ပေါ့နော်။ဆောင်ရွက်တဲ့လုပ်ငန်းတွေ function တွေရလဲအများကြီးပဲကောင်းတယ်။လုံဆောင်မှုတွေကောင်းတယ်။ ထိန်းသိမ်းထားတဲ့နေပမာဏ capacity ကလည်းများတယ်ထိန်းသိမ်းနိုင်တဲ့အချိန် duration ကလည်းဒါပို့ပြီးတော့ကောင်းတယ်ဆိုလို့ရှိရင်သူကတကယ်ကိုပဲ long term memory ထဲမှာရောက်သွားမယ်ပေါ့နော်အဲ့လိုမျိုးတွေနဲ့ပေါ့နော်အဆင့်လိုက်ခွဲခြားထားတယ်မှတ်ဉာဏ်မျိုးစားတွေဆိုတာရှိပါတယ်ဒါဆိုရင်မှတ်ဉာဏ်ကိုထိန်းသိမ်းထားနိုင်တဲ့နေရာ၃ခုရှိမယ်အရာ၃ခုရှိမယ် function တွေဒါဒီလိုမျိုးဒီ function တွေလုပ်ငန်းတွေဆောင်ရွက်တဲ့လုပ်ငန်းတွေ function တွေအရာလဲဒီကမှတ်ဉာဏ်ကို ပို့ပြီးတော့ခြေနေပေါ်မှာမူတည်ပြီးတော့ပို့အားကောင်းစေတယ်။ဒါကတော့ sensory memory တွေကိုသွားရောက်သွားမှလား။ဒီကတော့ကျမတို့ဒီ short term memory တွေကိုသွားမှလား။ဒါကတော့ long term memory တွေကိုသွားမှလားဆိုတာတွေဟာဒီ function တွေ capacity တွေ duration တွေရာပွဲပြားသွားတာပါ။ဒီလိုမျိုးမှတ်ဉာဏ်တွေကိုလေ့လာခြင်းအပြင်ကြည့်ကြည့်ဒီရေတို့ပေါ့နော် working short term memory ဆိုတာကျမတို့အလုံးလုံးဖို့အတွက်ဒါလိုအပ်တဲ့မှတ်ညာဒါဆိုရင်ဘလို့အခြေအနေမျိုးတွေဘလို့လုပ်ငန်းမျိုးတွေပြီးမယ်ဆိုရင်အဲသူ့အတွက်ပေါ့နော်ဒါပို့ပြီးတော့ဒါစီလျော်တဲ့ memory နဲ့ချိတ်ဆက်ပြီးတော့စီလျော်တဲ့လုပ်ငန်းတွေကိုပေးလို့ရတယ်အဲဒီကဒီကအကြောင်းအရာကတော့တကယ်ကိုအချိန်အကြာကြီးမမိနေဖို့လိုတယ်ဒါဆိုရင်သူ့ကိုဘလို့ function တွေပေးမလို့ဒါဆိုရင်သူ့ရဲ့ဒီ ပမာဏ capacity ကလည်းဘယ်လိုရှိရမလို့ဒီကအချိန်ပေါ့နော်ထင်းသိမ်းထားနိုင်တဲ့အချိန်ကြာမြင့်အောင်ဘယ်လိုလုပ်ငန်းတွေပေးရမလို့ဆိုတာကိုဒါစီစဉ်ပြီးတော့ဆောင်ရွက်ပေးလို့ရတယ်။ဒါမျိုးတွေစီစဉ်ဆောင်ရွက်ပေးလို့ရနိုင်အောင်လို့ဒီလိုမျိုးကျွန်တော်တို့တွေ memory ရဲ့အကြောင်းကိုလေ့လာနေခြင်းဖြစ်ပါတယ်။မှတ်ဉာဏ်ရဲ့အကြောင်းကိုလေ့လာနေခြင်းလည်းဖြစ်ပါတယ်။ဒါဆိုရင်အစစ်လိုက်ခွဲခြားထားတဲ့မှတ်ဉာဏ်မျိုးစားတွေရှိတယ်။အဲ့ဒီမှတ်ဉာဏ်မျိုးစားတွေထဲမှာအရေးကြီးတာဘာလဲဆိုလို့ရှိရင် function သူ့ကိုလုပ်ငန်းတွေ ်တည်တော်တဲ့လုပ်ငန်းတွေဖြစ်ရမယ်ပြီးရင် capacity တွေကောင်းရမယ်နောက်တခါ duration ဆိုရသူ့ရဲ့ဒါလုပ်ငန်းပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့အချိန်ဟာဘယ်လောက်ထိတာသူ့ကိုကြာကြာမှတ်မိစေဖို့လိုတယ်ဘယ်ယာလေးကတော့ဘယ်အချိန်လောက်ထိဘလို့မှတ်မိစေဖို့လိုတယ်ပေါ့နော်ဒါကတော့ sensory memory ထဲမှာအတွက်လိုအပ်တဲ့အကြောင်းအရာ function လုပ်ငန်းပေးဖြစ်ရမယ်ဒီဟာကတော့ short term memory အနေနဲ့ဒါ သူ့ကိုဘယ်လို လုပ်ငန်းတွေဆောင်ရွက်ပေးမယ်ဒါဆို capacity တွေဘယ်လိုရလာမယ် duration ကဘယ်လိုဖြစ်လာမယ်ပေါ့နော်အဲ့လိုပဲကြာရှည်မှတ်ဖို့အတွက်လိုအပ်တာဆိုလို့ရှိရင်သူ့ကိုဘယ်လို function တွေလုံဆောင်ပေးမလို့ဆိုတာတွေကိုစီစဉ်ရင်းလို့ရအောင်ကျွန်တော်ဒီက memory ရဲ့မျိုးစားတွေကိုအဲလေးလာဆွေးနွေးပေးနေခြင်းလည်းဖြစ်ပါတယ်ဒါဆိုရင်ကျမတို့အမှတ်ဉာဏ်အတွက်ပေါ့နော်လိုအပ်နေတဲ့ ဒီအမျိုးအစားတွေသူတို့တွေရဲ့လုံဆောင်ပုံတွေသူတို့ရဲ့စွမ်းရည်တွေကျွန်မဆွေးနွေးခဲ့ပါတယ်အဲ့စွမ်းရည်၃ခုဆိုရင် ရှေ့မှာလည်းကျွန်မဆွေးနွေးချက်ထဲမှာဒါဒါတွေကဆက်လက်ပြီးတော့ဆွေးနွေးပြရမယ်ကျမ်းစာရေးထဲမှာပါနေရပါဒါဆိုရင်မှတ်ဉာဏ်မှာစွမ်းရည်၃ခုရှိတယ်သူက encoding လုပ်ရမယ်ရရှိလာတဲ့အကြောင်းအရာချက်လက်ကိုဒီကသူ့ရဲ့ memory ထဲမှာ encode လုပ်တယ်သင်္ကေတတွေနဲ့ပြောင်းပြီးတော့သူမှတ်တယ် encoding ရှိမယ်ပြီးရင် storage သူ့ကိုတင်ထားမယ် အစင်သူ့ကိုပြန်ပြီးတော့ recall ခေါ်ပြီးတော့ပေါ့နော်ဒါလိုအပ်တဲ့နေရာမှာအစင်သင်ဆောင်ရွက်လို့ရအောင်မှတ်ထားရမယ်အကြောင်းအရာတွေရှိမယ်ဒါတွေဆိုရင် recall ပြန်ခေါ်ပြီးတော့ပြန်ထုတ်ပြီးတော့အသုံးပြုရမယ်ဒီမှတ်ညာရဲ့စွမ်းရည်ကိုလေ့လာခြင်းအပြင်သိရှိလာတဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်ရှင်။ဒါဆိုရင်ကျွန်မဒီနေ့ဆွေးနွေးပေးသွားခဲ့ပြီးမှတ်ညာရဲ့စွမ်းရည်တွေသူတို့တွေရဲ့ဒါလှုပ်ရှားမှုအမျိုးအစားတွေအကြောင်းကိုကျွန်မဆွေးနွေးသွားတယ်။နောက်နေ့နေပါလဲပဲကြန့်ရှိနေတဲ့မှတ်ညာအကြောင်းအရာတွေကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ ကျမရဲ့ဆွေးနွေးချက်ကလေးကိုဒီမှာနေမဲ့ရနာခွင့်ပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်